အားလုံးပဲမင်္ဂလာပါရှင်။ညီမတို့ AM Channel ရဲ့လျှက်တစ်ပြက်ကျမ်းမာရေးအစီအစဉ်ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်လေးအဆိုရင်ကျမ်းမာရေးဘူဟုတ္တရတွေကိုအချိန်တိုအတွင်းမှာနားလည်သွားလို့တိဆက်ပေးသွားမယ့်အစီအစဉ်လေးပဲဖြစ်ပါရစေ။ဒီအပိုင်းမှာပြပြပေးသွားမယ့်အကြောင်းအရာကတော့လေကောင်းယောဂအကြောင်းပဲဖြစ်ပါရစေရှင်။ဗီဒီယိုမစခင်မှာ Channel လေးကို Subscribe လုပ်ရသေးရယ် Subscribe လုပ်ပြီးတော့ဗေးနာ notification လေးကိုလည်းဆက်ဆက်ပေးပါအောင်နော်။ဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ရှင်။ ။လေကောင်းယောဂါကိုအင်္ဂလိပ်လို hemorrhoid လို့ခေါ်တယ်လို့ဖိုင်လို့လည်းခေါ်တတ်ကြပါတယ်။ ေကောင်းယောဂဆိုတာက စအိုဝါရဲ့အပြင်ဘက်ကိုစပြေသီးပုံစံထိုးထွက်နေတဲ့စအိုဝါဘက်ဘက်လည်းကသွေးကြောထုံးနေပဲဖြစ်ပါတယ်။လေကောင်းယောဂကိုအပြင်လေကောင်းနဲ့အတွင်းလေကောင်းဆိုပြီးတော့နှစ်မျိုးခွဲခြားထားပါရယ်နော်။အတွင်းလေကောင်းဆိုတာကစအိုရဲ့အနီးတစ်ဝိုက်အတွင်းဘက်နေရံတွေမှာဖြစ်တတ်တဲ့လေကောင်းအမျိုးအစားပဲဖြစ်ပါတယ်။ဒီလေကောင်းတွေကဘာနာကျင်မှုမှတော့မရှိကြပါဘူး။အဲ့ဒီလေကောင်းကနေပြီးတော့သွေးထွက်နေမှာပဲလေကောင်းရှိမှန်သတိထားမိတတ်ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့အတွင်းလေကောင်းတွေကြတော့ဒီဝမ်းသွားတဲ့အခါမှာပေါ့နော်ညှစ်တဲ့အချိန်မှာပဲဖြစ် ဖြစ်ဖြစ်မတ်တရက်ပြီးရောလမ်းလျှောက်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်အပြင်ဘက်ကိုထိုးထွက်လာတတ်ကြပါရဲ့အဲဒီလိတ်ကောင်းတွေကရောအများအဖြစ်နာကျင်တတ်ကြပါရဲ့ရှင်အပြင်လိတ်ကောင်းတွေကရောစအိုဝပပတ်လေးမှာသွေးထွက်နေတတ်တဲ့အမျိုးအစားတွေပဲဖြစ်ပါတယ်ဒီလိတ်ကောင်းတွေကရောအမြင်နာကျင်နေတတ်ပါရဲ့နော်သွေးထွက်ပြီးရော24နာရီအတွင်းမှာပဲသွေးကဲခတ်မှမှပုံစံနဲ့ကျန်နေတတ်ကြပါရဲ့ဒီလေကောင်တွေဟာပျောက်သွားရင်တော့မှပဲအသက်ဘိုးအဖြစ်နဲ့ကြံရှိနေတတ်ကြပါရဲ့ရှင်။ဒီကောင်ယောဂါကအသက်20နဲ့50ကြားမှအဖြစ်များတဲ့ကျန်းမာရေးပြဿနာဖြစ်ပြီးတော့အဲ့ဒီအရွယ်လူလေး ၄ယောက်မှာဆိုရင်တယောက်တော့ကလေကောင်းယောဂကိုခန်းစားတတ်ပါရဲ့ရှင်။လေကောင်းယောဂဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ဝမ်းချုပ်တာကြောင့်ပဲဖြစ်ပါရဲ့။စမြင်းတို့အခါနေလို့ဝမ်းသွားတဲ့အခါတိုင်းမှာခဏခဏနှိပ်ရတာတွေကကြာလာတဲ့အခါမှာလေကောင်းယောဂဖြစ်လာပဲဖြစ်ပါရဲ့။အဲ့ဒါအပြင်အိမ်သာထဲမှာအကြိုက်ထိုင်တတ်တဲ့အလေးထားရှိတဲ့သူတွေကလည်းလေကောင်းယောဂကိုခန်းစားနိုင်ပါရဲ့ရှင်။လေကောင်းကနေသွေးထွက်တာကအဓိကပြတဲ့လက္ခဏာပဲဖြစ်ပါတယ် ထွက်ထွက်သွေးတွေကလည်းနင်းနေရဲရဲသွေးစိမ့်တွေဖြစ်ပြီးတော့မစင်နဲ့အတူပါလာနိုင်တယ်လို့သူ့ဘာသာသူလည်းသွေးစက်တွေကြာလာနိုင်ပါရဲ့ရှင်ဒီလေကောင်းယောဂါရှိတဲ့သူတွေဟာဝမ်းသွားတဲ့အခါမှာမစင်နဲ့အတူအကြည့်အချွဲတွေပါလာနိုင်ပြီးတော့စောဝတဝိုင်းရာရနာတွေကိုလည်းခံစားရတတ်ပါတယ်အဲ့လိုမျိုးရားတဲ့အချိန်မှာလက်နဲ့ခုတ်ဖက်တာမျိုးတွေလုပ်မယ်ဆိုလို့ရှိရင်ရာရနာတွေကပိုဆိုးနိုင်ပါရဲ့ရှင် လေကောင်းယောဂါကသွေးရည်အများကြီးထွက်ရင်သွေးအားနည်းတာလွယ်လို့ဘာကျန်းမာရေးအန္တရာယ်မှမရှိပါဘူး။ဒါပေမဲ့အသက်40ကျော်တဲ့သူတွေမှာဆောဝါသွေးထွက်တဲ့အခါလေကောင်းယောဂါအပြင်ဥမာကြီးကင်ဆာပါဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့သူတို့တွေအနေနဲ့ဒီဆောဝါနေပြီးတော့သွေးထွက်ပြီဆိုလို့ရှိရင်ဆရာဝန်နဲ့ပြသတင်ပါရဲ့ရှင်။ လေကောင်းရောကမဖြစ်အောင်လို့အကောင်းဆုံးကုသမှုကတော့ကောက်ွယ်ခြင်းပဲဖြစ်ပါတယ်။ဝမ်ခပြပြတော့အောင်လုပ်ပေးတာကလေကောင်းရောကမဖြစ်အောင်လို့ကောက်ွယ်ပေးနိုင်ပါရဲ့နော်။ဒါကြောင့်ရင်းမြဲများတော့တာအမြင်တတ်များတယ်လက်လက်ဆက်ဆက်အသေးနှံတွေကိုစားပေးတာကလေကောင်းရောကမဖြစ်အောင်လို့တားဆီးပေးမှာပဲဖြစ်ပါတယ်။ပြီးတော့အိမ်နာသွားတဲ့အခါတိုင်းမှာလည်းဒီမိနစ်ပိုင်းအတွင်းနဲ့ကိစ္စပြအောင်လို့လေ့ကျင့်တင်ပါရဲ့နော်။ဝမ်နှုတ်ဆေးတွေကိုအမြဲသုံးတာမကောင်းပါဘူး။တကယ်လို့ကို့မှာလေကောင်းရောကရှိနေတယ်ဆိုရင်တော့ ဝမ်းသွားပြီးတဲ့အခါတိုင်းမှာဒီအိမ်သာဆုံးဆက်ကူပြပြလေးနဲ့ဆက်ပြရည်ကိုအသုံးပြုပြီးတော့တည်တည်ချာချာလေးဆေးကြောပေးတင်ပါရဲ့ ဒီသွေးကြောထုံးတွေပေါ့နော်အရောင်ရော့ဖို့နဲ့ရှုပ်ဖို့အတွက်ထုတ်ထားတဲ့လိမ့်စေးတွေတော့မို့ဆိုးတဲ့ထဲတဲ့ဒီဆေးတောက်တွေကိုပေါ့နော်ဆရာဝေးရဲ့ညွှန်ကြားချက်အတိုင်းအသုံးပြုပေးလို့ရပါတယ်ရှင်။ဒီကောင်းတတစီတဲ့ Deflon Flavoria နဲ့ဒီ Cidol လိုမျိုးဆေးတွေကိုလည်းဆရာဝေးရဲ့ညွှန်ကြားချက်အတိုင်းတောက်ပေးမယ်ဆိုလို့ရှင်နော်။အများစုကတက်တာသွားပါတယ်နော်။တကယ်လို့ကိုကမတက်တာအောင်ဆိုလို့ရှင်နော်။ဒီလိမ့်ကောင်ကိုချက်ထုတ်တဲ့အထိခွဲစိတ်မှုပြုလုပ်ဖို့လိုအပ်ပါတယ်။ဒီလောက်ဆိုရင်နော်လေကောင်းရောဂါအကြောင်းသိသွားလောက်ပြီလို့ထင်ပါတယ်ရှင်။ညီမတို့ AM Channel ရဲ့ဒီလျှော်ရွေးအစီအစဉ်လေးကဆို ရင်ဒီလိုမျိုးကျန်းမာရေးဗဟုသုတတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ပြီးတော့တွေ့ရှိပေးကြပါအောင်နော်အားလုံးပဲနေကောင်းကျန်းမာပါစေလို့ဆုတောင်းပေးနေပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဘောနော်